ကိုဘာပဲလှုပ်လို့ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လို့တည်းမြကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆံရမယ်ဟောဒါသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလို့အတည်းတယ်ဒါကိုကမ္မတက္ကတာသမာဓိတိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့ မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်ဆန့်ကျင်မဲ့တွေးကြည့်ကိုလုံးထာကိုနဲ့မပတ်သက်ဘူးလို့ငင်းွယ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာသူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဘာကြောင့်လို့ဆိုတော့ကိုလုံးထာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင် ောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းရမခံရဘူးဆိုတဲ့ပုံကိုတယောက်သိသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာဟုတ်နော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့ကသူကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့် ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုံးရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတသမ္မာဒိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာသာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်သလိုပေါ့ကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုးတာလုံးလဲဆိုးတာမဖြစ်ပါဘူးမဟုတ်တာလုံးတဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလုံးတဲ့လူတွေဆင်းရဲနေတယ်ဆိုတော့ ဒီအတွေးလေးနဲ့ကံကံရေးကျိုးငင်းပဲ့မှုတွေနဲ့ဖြစ်တတ်သေးတယ်ပေါ့နော်သို့သောစဉ်းစားရမှာအခုတည်းရဲ့ပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့အပင်ပေါက်ပြီးတည်သည်စားရပါမလားမစားရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုတာလုပ်ပြီးကောင်းကျိုးချမ်းသာရနေတဲ့ပုဂ္ဂိုလ်ဟာရှိတော့ကအကျိုးဆက်တွေကိုခံစားနေတာဒါဖြစ်တယ်ပေါ့ ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးပါဖြစ်တယ်အဲ့ဒါလို့နားမလည်ဘူးဆိုလို့ရှိရင်ကံကံဤအကျိုးညှင်းပဲ့တဲ့ပုံကဖြစ်သွားနိုင်အဲ့တော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်လူတိုင်းလူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကာမတက္ကတာတမဒိဋ္ဌိနဲ့ဟုတ်ပြီ ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတို့တွေဟာဘာတွေလုပ်နေတယ်တနေ့တမှာကောင်းတာတွေကြီးလှုပ်ထလားဆိုးတာတွေရောလှုပ်သလားကိုယ်ကိုမှန်သိအောင်ကြိုးစားဖို့လိုမြတ်စွာဘုရားကတော့ဟောတယ်ဥပောပုံဉ္စပပိဉ္စယံမေသောကုရုတိဣဒာတရဝတ္တဟာဒီလောကတရဝတ္တဟာ ပပလို့ဆိုရဲမလုံတင်တာတွေလည်းလုပ်တယ်ပုံညာလို့ဆိုရဲလုံတင်တာတွေလည်းလုပ်တယ်ကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးနှမျိုးလုံးလုပ်ကြတယ်ပုရုษေမှန်သမျှအကောင်းကြီးလုပ်တာဆိုတာမရှိနိုင်အဆိုးလေးရတော့ပါအောင်ပါနော်အစာစားတဲ့အချိန်ခန္ဓာကိုယ်အကျိုးပြုတာတွေပါတာမဟုတ်ဘူးအကျိုးမပြုတာတွေလည်းစားမိမှာပဲ။ အဲ့တော့ပုထုဇဉ်ဆိုတဲ့အတိပ္ပယ်ကမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုတ်ပုထုဇဏမကောင်းတာတွေဖြစ်များနေတယ်အဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစားကိုယ့်အကူဆင်ញင်သုံးသပ်ပြီးတော့ဒီတစ်ခုလှုပ်တဲ့ဆိုဟုတ်ပြီကောင်းတာလည်းလှုပ်တဲ့ဆိုးတာလည်းလှုပ်တယ်လှုပ်ပြီးပြီးသွားရလားဆိုဘယ်ပြီးမလဲတင်ညိတတ္တတက္ကံဟောတိကိုလှုပ်တဲ့ကံတရားတွေဟာ ကိုယ့်ရဲ့ရင်းနဲ့နှလုံးထဲမှာအရိပ်ထင်ပြီးတော့ကြံ့ရစ်ပြီနော်ပျောက်သွားတာမဟုတ်ဘူးပုံရိပ်တွေထင်သွားပြီလို့သူဆိုလို့ခင်အခြေအနေနဲ့နားလည်အောင်ပြောလို့ရှိရင်ရှင်းထဲမှာ CCTV တတ်ထားတယ်လို့သာမှတ်တာမကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရဘူးနော်ခြင်းထက်ပဲတော့မကြိုးစားနဲ့ အဲ့ဒီမှာဘာလုတ်လုတ်လူရဲရင်ထဲမှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်နေတာဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရှင်ထဲမှာရောက်သွားအဲ့တော့ကိုလို့သမ ्या တွေဟာနောင်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတော့လို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလား အုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြက်ချင်းပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကုသရတာမျိုးတွေရှိရတယ်။သိရင်အုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိသကြိုတွေထဲပါမသွားဘူးလားဒါပြင်ကံတရားတွေပြန်ပါသွားမလားအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလား အဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတ္တတကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တွေထင်သွားတော့ဆိုကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစင်မှာဖြစ်သွားတာ mental process လို့ခေါ်တဲ့စိတ်အစင်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြကြီးစီးဆင်းနေတဲ့အချိန်မှာ မြည်ရစည်းနဲ့မပြတ်စည်းနဲ့အဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ကြီးမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘလို့လုံးလိုက်ပြီးတော့ဖြတ်လို့ရအောင်ညာနိုင်နော်မရနိုင်ဘူး CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်ထဲကတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာ လူသေးသွားတော့ပြောင်းသွားရောလားလို့ဆိုပြောဆိုဗျာတင်းစအာရယာခိစ္စတိဒီပုံရိပ်တရားသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်းစတာအနုကံဟောတိဒါရီကနောက်ကဘဝတန်တဲ့အဆက်ဆက်မှာပါသွားပြီအယိတ်ပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ် မကောင်းတဲ့ပုံကိုယ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုံကိုယ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေချိပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတကမတဒါဒါပွေတန္တိဆိုတာဒါကိုဟောတာเนาะကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတည်းများကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့ အမွေကိုလုံသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မသက္ကတသမာဓိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုဖြစ်နိုင်တယ်လို့မှတ်ကမ္မသက္ကတသမာဓိဋ္ဌိအမြင်မရှိရင်ဘုရားဘာသာမဖြစ်ဘူးဘုရားတရဏံကိသမိဆိုနေပြီမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ ရသော်ပြကိုယ်တိုင်ကကံကံရေးကျိုးအလေးနဲ့ထားပြီးအခြေခံအပြင် ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံကံရေးကျိုးယုံကြည်လက်ခံခြင်းဆိုတဲ့သိမြင်ခြင်းဆိုတဲ့ကမ္မတက္ကရသမာဓိရှိရမယ်။